2025ခုနှစ်မေလ18ရက်နေ့စနေနေ့မနေ့6နာရီဂျိုရုများက တိုင်းတာရရှိချက်တွေနဲ့မြမာပြည်မုတ်တုံမိုးကျောင်းကိုဆက်လက်လေ့လာဝေမျှမှာဖြစ်ပါတယ်ဒီကနေ့မနေ့6နာရီတိုင်းတာချက်ရဇာရီဝပင်လယ်နဲ့အိန္ဒိယသမုတ်တရာကတိုက်ခတ်လာတဲ့လေစီးကြောင်းဟာဘင်္ဂလားပင်လယ်တွေကိုလေစီးကြောင်းနှစ်ခုနဲ့ တိုက်ခတ်ပြီးတော့သွားတာတွေ့ရပါတယ်။ဘင်္ဂလားပင်လယ်အော်ရဲ့အလဲကောင်မှာတော့လေဆိုင်ဝဲစုံကြီးလေးဖြစ်နေတာတွေ့ရပါတယ်။ဒီနေသားမှာမုံလိုက်ဖြစ်မဖြစ်ဆိုတာကိုကျွန်တော်တို့ပေငါးတော်အမြင့်ကိုတက်ပြီးတော့လေ့လာကြည့်တဲ့အခါမှာလေစီကြောင်းဟာပတ်လေလေတိုက်ခတ်မှုမရှိဘဲနဲ့မြမပြည်လေပိုင်းကိုဖြတ်ပြီးတော့တရုတ်ပြည်အနေနဲ့တစ်ဆင့်မြောက်ဝီဆုံးဆုံးဘက်ကို သွားပေါင်းနေတာ တွေ့ရတဲ့အကြောင်းမလို့ဒီနေတာဟာမုံတိုင်းဖြစ်ဖို့မတည်ကြဘူးဆိုတော့တင်ဂေတပြနေပြီးတော့ဒီလီစီးကြောင်းကတည်လာတဲ့ရေငွေ့တွေဟာမြမပြီးအနှံ့ပြမှာဝင်ရောက်ပြီးတော့မိုးရွာသွန်းမှာဖြစ်ပါတယ်ဒီကနေ့မနေ့6နာရီတိုင်းတာကြရဘင်္ဂလားပင်လယ်တစ်ခုလုံးမှာတိမ်အနိမ့်နေပြိလွှမ်းနေတာကိုအညိုရောင်လိမ္မော်ရောင်နေနဲ့ ျွန်တော်တို့တိုင်းတာရရှိထားပါနေ့လယ်7:00နာရီရောက်တဲ့အချိန်ရောက်လို့ရှိရင်တော့ဒီတိန်အနေနဲ့ဟာမြမပြည်ကိုဝင်ပြီးတော့အနှဲငယ်မြင့်တဲ့တိန်ဖြစ်ပြောင်းလဲသွားတာတွေ့ရမှာဖြစ်တယ်လို့ပဲမြမပြည်ကိုဖြတ်ဝင်သွားရင်လည်းမြမပြည်လေဘန်းကအပူချိန်ကြောင်းမိုးတိန်တောင်များဖြစ်ပေါ်သလိုပဲဝင်လာတဲ့ရေငွေ့အားများတဲ့အကြောင်းမလို့မြမပြည်တစ်ခုလုံးမှာ တိတ်အနေနေပါဖြစ်ထွန်းနေတာကိုကျွန်တော်တို့စတင်တွေ့ရှိရပါတယ်ဒီအတွက်ကြောင့်မလို့မြန်မာပြည်မှာလျှက်စီးလက်ချေမိုးချိုးပစ်ခြင်းများအပြင်မြေနှိမ့်တိမ်တွေကြောင့်မလို့ရုတ်တရက်နေရာကွက်ပြီးတော့မိုးကြီးနိုင်တဲ့အနေအထားတွေကိုတွေ့ရမှာဖြစ်ပါတယ်ဒီနေ့18ရက်နေ့မိုးရွာနိုင်တဲ့ဒေသတွေကိုလေ့လာမယ်ဆိုလို့ရှိရင်တော့မြန်မာပြည်အနှံ့အပြားနေရာစိတ်စိတ်နဲ့နေရာကျဲကျဲ မိုးရွာသုံးမှာဖြစ်ပြီးတော့မြမာပြည်အလဲပိုင်းတစ်ခုလုံးမှာတော့နေရာကွက်ပြီးတော့မိုးကြီးနိုင်ပါတယ်မြမာပြည်တောင်မဲ့ချမ်းမှာနေရာကွက်ပြီးတော့မိုးကြီးနိုင်ပါတယ်အထူးသဖြင့်သခိုင်းတိုင်းနဲ့ချင်းပြည်နယ်မန္တလေးတိုင်းအရှိမြောက်ရှမ်းပြည်နယ်မကွေးတိုင်းရခိုင်ရိုးမတို့မှာမိုးရေကြီး1.4လက်မှ တက်တမရှင်းလမအထိရရှိနိုင်ပြီးတော့နေရာကွက်ပြီးတော့မုန်းကြီးနိုင်ပါတယ်အထူးသတိထားဖို့ကောင်းတာကတော့ချင်းပြည်နယ်နဲ့မုံရွာရဲ့အနောက်ဖက်ဒေသမှာမိုးရေရေနှစ်လမလောက်အထိရောက်သုံးနိုင်တဲ့အနေအထားရှိလို့အထူးသတိထားဖို့လိုပါတယ်ထို့အတူပဲအေရဝတီတိုင်းရန်ကုန်တိုင်းအနောက်ချမ်းကရင်ပြည်နယ်မွန်ပြည်နယ်သတင်းနိုင်တိုင်းတို့မှာလည်း နေရာကွက်ပြီးတော့မိုးကြီးနိုင်တဲ့အနေအထားကို တွေ့ရမှာဖြစ်ပါတယ်။လာမယ့်၁၈ရက်နေ့မှာလည်းမြမပြည်အနှံ့ပြားမှာဆက်လက်မိုးရွာနေပြီးတော့မကွေးပြည်နေပြီးတော့ကြားမှာတော့မိုးနည်းနည်းလာရွာမဲ့အနေအထားကိုတွေ့ရမှာဖြစ်ပါတယ်။အထူးသတိထားရမယ့်ဒေသတွေကတော့မန္တလေးတိုင်းရှမ်းပြည်နယ်စကိုင်းတိုင်းချင်းပြည်နယ်ရခိုင်ပြည်နယ်တောင်ပိုင်း ေအော်ရီမြဝကျွန်းပေါ်အနောက်ဖက်ပဲခူးတိုင်းအထက်ပိုင်းတို့မှာနေရာကွက်ပြီးတော့မိုးကြီးတိုင်းတဲ့အနေအထားကိုတွေ့ရပါတယ်ကျွန်တော်တို့ဘင်္ဂလားပင်လယ်ကဝင်လာတဲ့ရေငွေ့တွေဟာနောက်ထပ်ခုနှစ်ရက်အတွင်းမှာမြန်မာပြည်ကိုဝင်ရောက်ပြီးတော့မိုးရေကြီးဗနလမရနိုင်တယ်လို့ကျွန်တော်ကြည့်တဲ့အခါမှာမြန်မာနိုင်ငံတစ်ခုလုံးမှာမိုးရေကြီး ခုနှစ်လက်မပအဝန်းကျင်ကိုခုနှစ်ရအတွင်းမှာရနိုင်တဲ့နေရာဆိုလို့ရှိရင်ကျွန်တော်တို့ချောင်းမြောင်း AI များပြည့်ရှံပြီးတော့တချို့ဒေသတွေမှာရည်ကြီးခြင်းတွေစတင်တွေ့ကြုံနိုင်ရတဲ့အတော့ကြောင့်မလို့အထူးသတိထားဖို့လိုပါတယ်ကျွန်တော်တို့မုံရွာနဲ့မကွေမကွေနဲ့ပြည်သားမှာတော့မိုးရေချိန်တလမဝန်းကျင်သာရရှိတဲ့အတော့ကြောင့်မလို့ စိုက်ပျိုးရေးတိနံအတွက်တော့လုံလောက်မယ်လို့ကျွန်တော်တို့ယူဆပါတယ်ကျွန်တော်တို့ရာသီဥတုခမန်းလေ့လာတဲ့အခါမှာကျွန်တော်တို့ဟာလူတို့ဝင်ဆောင်မှုလုပ်ငန်းမူချမှတ်ထားပြီးတော့လူတို့ရှိရနေပြီးတော့လိုအပ်ချက်များမင်းများချက်များနဲ့ညီကျွန်တော်တို့ဟာရှာဖွေပြီးတဲ့အခါမှာရှင်းလင်းတင်ပြတဲ့သတင်းဌာနဖြစ်ပါတယ်ထို့အတွက်ကြောင့်မလို့လူတို့ပြီလို့တဲ့အချက်များကို ဆက်ွယ်ရေးသားမေးမြန်းနိုင်ကြပါတယ်ကျွန်တော်တို့ရဲ့ဗီဒီယိုဖိုင်တွေကို download လုပ်ရတာခက်တဲ့နေရာတွေအတွက် Telegram မှာလည်း MP3 ဖိုင်နဲ့ကျွန်တော်တို့ထုတ်လွှင့်ပြီးတော့လူသားပြည်သူများကိုဆက်လက်ပြီးတော့မျှဝေနေပါတယ်မိတ်ဆွေများကိုဆက်လက်မျှဝေပေးကြပါကျေးဇူးတင်ပါတယ်